ဝတ်သားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကိုကန်လက်လက်ကအဖွဲ MNDA ဟာ၎င်းတို့ထိန်းချုပ်ထားတဲ့လာရှိုမျိုးကပြန်လည်ဆုတ်ခွာနေပြီဆိုပြီးတော့လူမှုကွန်ရက်မှာတရင်တွေတကြဲပြန်ပြန်နဲ့ထွက်ပေါ်လျက်ရှိနေပါတယ်။ MNDA ဦးဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာတက်တုံညာနေကုန်စစ်စင်ရေးဒုတိယပိုင်းမှာလာရှိုမျိုးကိုအင်အားသုံးတိုက်ခိုက်ခဲ့ပြီးနောက်ထိန်းချုပ်နိုင်ခဲ့ပြီးမြေတရုတ်နိုင်ငံရဲ့ဂျာဝင်စစ်ဆက်ပေးမှုတွေကြောင့်လက်ရှိချိန်မှာလာရှိုမျိုးကနေ ပြန်လည်ဆုတ်ခွာနေပြီလို့သတင်းတွေထွက်ပေါ်နေကြဖြစ်ပါတယ်။လာရှိုမျိုးကနေကိုကန်လည်းနဲ့ကအဖွဲတွေပြန်လည်ဆုတ်ခွာခဲ့မှုနဲ့အတူနာဆာကတက်တွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေဟာအေဗီရာ6ရက်မှစတင်ပြီးတော့လာရှိုမျိုးကိုဝင်ရောက်လာခဲ့တာမျိုးဖြစ်တယ်လို့သိရပါတယ်။လာရှိုမျိုးကိုထိန်းချုပ်နိုင်အောင်ဂျိုးပန်းချိန်တုံးကကိုကန်လည်းနဲ့ကအဖွဲနဲ့အတူ PDF နဲ့ကအဖွဲတွေလည်းပူးပေါင်းပါဝင်ပြီးတော့ PDF အဖွဲဝင်ရာထောင်စီအသက်တွေဆွန့်လွတ်ဆောင်ရှင်ခဲ့ရပါတယ်။ ။ဒါကြောင့်မြို့ကိုပြန်ရောက်သိမ်းချိန်မှာကိုကလည်းနဲ့ကအဖွဲရီဟာ PDF နဲ့ကအဖွဲရီကိုမျက်နာကိုတော့မထောက်ပဲ၎င်းတို့အကျိုးစီးပွားကိုသာအူတီလုံးကင်ခဲ့တယ်လို့လူမှုကွန်ရက်တွေမှာဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ကိုကလည်းနဲ့ကအဖွဲ MNDAA တောင်းလည်းနဲ့ကအဖွဲ TNL နဲ့ရကလည်းနဲ့ကအဖွဲ AA အပါဝင်တိုင်းသာလည်းနဲ့ကအဖွဲရီဟာလက်ရှိချိန်မှာ NASA ကထိန်းချုပ်ထားတဲ့မြို့တွေကိုထိန်းချုပ်ထားနိုင်ပြီမြေ၎င်းတို့ရဲ့အင်အားကြီးတက်တက်ဆိုရင် ရုပ်တွေကိုထိန်းချုပ်နိုင်မှာမဟုတ်ပေ PDF နဲ့ကန်တွေအဖွဲတွေရဲ့အင်အားကိုကိုကျိုးအတွက်အသုံးပြုခဲ့လို့သာရုပ်တွေကိုထိန်းချုပ်နိုင်ကြတာဖြစ်တယ်လို့ဆိုပါတယ် PDF နဲ့ကန်အဖွဲတွေဟာ NUG လောက်ကန်အဖွဲတွေဖြစ်ပေမဲ့လက်တွေမှာတော့တိုင်းသားလနဲ့ကန်အဖွဲတွေရဲ့အကျိုးစီးပွားတွေအတွက်အနေခံအခိုင်းခံပုံအဖြစ်သာရှိနေကြတယ်လို့ဝေဖန် ထောက်ပြတာတွေလည်းရှိနေကြပါတယ်ရုပ်တံပိုင်းထဲမှာစီးရင်နဲ့နိုင်ငံရေးအကြောင်းအရာတွေကိုရှင်းတာနေရင် ဆိုင်ရေးဆရာမင်းထက်ကျော်စောရေးသားထားတဲ့ပုံအဖြစ်ဆက်နေမလားမနေဘူးလားစေစားချိန်တန်ပြီးစောင်းပါကိုမူရင်တိုင်းပြောပြပေးတော့မှာဖြစ်ပါတယ်ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုတာမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါအောင်ရှင်ပရိသတ်ကြီးဒီနေ့နေ့လယ်ပိုင်းမှာနာဆာကရဲ့အုတ်ချုံရီအဖွဲ့တွေနဲ့တမ်မတော်တရင်တပ်ဖွဲ့တွေလာရှိုးမြို့ကို ပြန်လည်ဝင်ရောက်နေရာယူကြောင်းသတင်းတွေ Telegram မှာအစီအစီတက်လာတယ်။စံကြဘက်မီဒီယာတချို့ကလည်းဟောမှန်ကြောင်းထပ်ဆင့်သတင်းတက်တယ်။ဒါပေမဲ့အခုချိန်ထိတော့တမရော်ကရော MNDAA ကရောတရားဝင်သတင်းထုတ်ပြန်တာတော့မတွေ့သေးဘူး။ဒါပေမဲ့စိတ်ထင် MNDAA ရဲ့နောက်ချန်တက် နောက်ချန်အုပ်ချုပ်ရေးအဖွဲ့နဲ့ NASA ကအဖွဲ့ရီဒီနေ့နေ့လေလာရှိုးမှာတွေ့ပြီးအချင်းအပြောင်းတော့လုတ်ကိုလုတ်ခဲ့တဲ့သဘောတော့ရှိရလို့သုံးသပ်မိရဲ့ ဆိုတော့ကလာရှိုးမှာတနက်တစ်ချမ်းမှမဖောက်ရပဲတဦးတယောက်မှမဆုံးရှုံးရပဲ MND ထံကနေတက်ကပြန်လဲရယူနိုင်ခဲ့ပြီလို့ပြောလို့ရတယ်။ဒီနေ့1389ခုနှစ်နှစ်တည်ကိုပြီးနှစ်ရက်မှာပဲဆုံးရှုံးထိုင်းအင်မီကိုတတ်တိုက်ရပြန်ရတယ်ဆိုတာတက်မတော်အတွက်မြမအယူအဆဆိုရင်တော့နမိတ်ကောင်းပါပဲ။ဟုတ်ပြီ။လာရှိုးကတော့ MND ဆုတ်ပေးလိုက်ရပြီ။ခက်တတိပြောရရင် အောက်ခြေကို အသက်တွေပေးဘဝတွေစတိခံပြီး နောက်ဆုံးမှာတော့ပြန်ပေးလိုက်ရတယ်ဆိုတော့ MNDA အနေနဲ့ဘလို့မှအစာကျင်းနေမှာမဟုတ်ဘူး။သူတယောက်တည်းလားဆိုတော့ no တီယန်နလီနဲ့အေးအေးလဲပါတယ်။ဒီကြတဲ့နေရာလေးများရမလားဆိုပြီးအတက်လို့ဝင်ကူတယ်ဆိုတော့မောင်ဆောင်ခါရဲ့ BBL နဲ့ NUG ရဲ့ PDF တွေကတော့နိုင်ငံရေးအလဲပြောင်းမှာအတက်လို့ဝင်စတိပေးခဲ့ရကြတဲ့သဘောပေါက်နေပြီနဲ့တွေ့ပါရဲ့တိန်တောင်တပ်ဖွဲ့မင်းရေးကျွဲဆိုတာဒါပါပဲ။နာဆာကကတော့သူတာဝန်ယူထားရဲ့ကာလတွင် နိုင်ငံတော်ကိုတက်နိုင်သမျှထိမ့်သိမ့်ပြီးတော့ရွေးကောက်ပွဲလုပ်မယ်။ NUG ကလည်းအာဏာမရတဲ့အတွက်ဘာဖြစ်ဖြစ်တော်လှန်ရေးလုပ်မယ်။တိုင်းသားလက်နက်ကိုင်လို့အမည်တက်ထားတဲ့တချို့လက်နက်ကိုင်တွေကလည်းလက်မြောက်နေမီအတွက်တိုက်ပွဲဝင်မယ်။အားလုံးရဲ့ကိုယ်စီ interest တွေကြားမှာနိုင်ငံရေးဖိအားနိုင်ငံသားရေးစစ်မျက်နှာတွေရဲ့အလိုအရာတချို့ကိစ္စတွေမှာဒါမျိုးအပေးယူလုပ်ရတယ်ဆိုရက်ရလက်တစ်ခုကိုမြဝါတည်တည်မြင်တွေ့လိုက်ရပြီလို့ဆိုရမှာပဲ။ဆိုတော့အောက်ချီမှာပေးဆက်ရတာချင်းတူပေမဲ့ တက်မရော်အတွက်ကတော့အများကြီးထိုးပြီးတော့ပြောင်းလဲမသွားဘူးတက်မရော်ဆိုတာဘယ်ဆိုရတက်တဲ့ဘယ်ပါတီအာဏာရရနိုင်ငံတော်အထုတ်ချာအာဏာကိုကာကွယ်ရမယ်ဆိုတဲ့တမိုင်းပေးတောင်းဝန်အရာစစ်တိုက်ရတယ်ဒီလိုစစ်တိုက်တဲ့နေရာမှာတရားဝင်နိုင်ငံတော်လက်နက်က အဖွဲ့အစည်းမှုတက်ဆိုတက်ရက်ဆိုရက်ပဲတက်မရော်ရဲ့အခြေခံအကြဆုံးအမြုတေကိုကအမိန်နာခံခြင်းကို2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာမဲခိုးတာဟာ NLD မဟုတ်ပဲတခြားပါတီဆို တမတော်ကအခုလိုပဲအာနာကိုခဏထိမ့်ပါပဲဖြစ်လာတဲ့စိတ်ပွဲကိုတိုက်ပါပဲလေဒါဖြင့်တိုင်းသားလည်းနဲ့ဂိုင်းတွေဘက်ကရောသူတို့လည်းထိုးပြီးတော့မစိုးပါဘူးမွေးကလေးကကကိုပိုင်အုပ်ချုပ်ခွင့်ကိုပိုင်ပြာထန်းခွင့်ဆိုပြီးမဆိုင်ရဝကမဲခေါင်းစဉ်တက်တယ်ဘွေတို့အောင်ဆန်ဘယ်နှမပြောကမဲမသိရဲ့ပင်လုံဂတိကဝတ်ဆိုတာကြီးကိုရှည်ရန်တက်နေဒီနေရာမှာကြုံလုံးပြောရရင်ပင်လုံစာချုပ်မှာခွဲထွက်လို့ရတယ်ဆိုရဲစာသားတစ်လုံးမှမပါဘူးဂတိကဝတ်မှာပဲရှိခဲ့တာ အဲ့ဒီကတိကဝတ်ကလည်းစာရဲစာတန်းတက်တည်မရှိဘူး။ထားပါစကားလမ်းကြောင်းချော်ထွက်သွားပြီ။အဲ့လိုစသဖြင့်စသဖြင့်နဲ့စီယုံပြီးတော့လက်နဲ့ကင်မျိုးဆက်တွေလက်ဆင်ကန်းသွားတယ်။သူတို့သိရလဲတိုက်မယ်။ရတဲ့နေမျိုးကိုရှုမယ်။ဖြစ်နိုင်ရင်လွတ်မြောက်နေမျိုးကြည့်ညာမယ်။ဒါပဲလေ။ထိုးပြီးစိုးတော့တာက PDF အမိကန်လူငယ်လေးတွေပဲ။ PDF ဆိုတာတစ်ချိန်က2021ခုနှစ်ဖေဖော်ဝါရီမတိုင်ခင်မှာစာတင်နေတဲ့လူငယ်ဂိမ်းစော့ကောင်ရဲ့လူငယ်တွေ သူတို့ဘဝမှာအခုလိုမျိုးတနက်ကင်ပြီးစစ်တိုက်ရမယ်လို့ထင်ကိုထင်မှာမဟုတ်ခဲ့ဘူးအခုများတော့အာနာလက်လွတ်ခရရတဲ့ NUG ငကြောင်တွေရဲ့သွေးဆောင်ဖျားယားမှုနဲ့ဆန္ဒပြပွဲကတဆင့်တနက်ကင်တိုက်ပွဲတွေကိုရောက်လာတာသူတို့မှာဒီမိုကရေစီတွေဘာတွေသိသိရမဟုတ်ဘူးသိရကမတရားလုပ်ခင်ရတယ်ဆိုတော့တင်ကင်းပဲသိရ PDF လူငယ်တွေခမညာအကိုတို့ညီတို့စဉ်းစားကြပါလက်ရှိချိန်တွေက NUG အတွက်ခက်ခွင်းမကောင်းတော့ပါဘူးနာဆာကောက်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောလာတယ်မလေးရှားကတော့ နာဆာကဥက္ကဋ္ဌကိုလက်ခံတွေးဆရတဲ့ဆိုရဲကနိုင်ငံရေးစစ်မျက်နှာမှာနာဆာကအနေနဲ့တရားဝင်အဖြစ်အသိမှတ်ပြုခံလာရပါပြီ။ရွေးကောက်ဝယ်လုပ်လိုက်ရင် ပို့ပြီးတော့အသိမှတ်ပြုကြအောင်ပါ။ဒီကြားရဲပြောင်းလဲလာတဲ့နိုင်ငံရေးရည်ချင်အရာပြုတ်ဟာအမေရိကန်နဲ့ trade war ကိုအသီးကျယ်စော်နေရပြီ။ဒီလိုအခြေအနေမှာမြန်မာကိုသူတို့အနေနဲ့စစ်မီးပေးတောက်မှာမဟုတ်တော့ဘူး။ဘာလို့လဲဆိုတော့စစ်မီးတောက်နေရင်သူတို့ရဲ့ business တွေဖြစ်တဲ့တောက်ပြူရင်းနဲ့စီမံကိန်းတဘာဝတံငွေနဲ့ကုန်သွယ်ရေးတွေတိုက်ပတ်သွားမှာလေ။ အဲ့ဒီတွေ MNDA ကိုတော့အတင်းပြာပေးခဲ့တာတွေ့ရမလားတပတ်မှလည်းအမေရိကန်ကလည်းဆက်ထောက်ပတ်မှာမဟုတ်တဲ့အတွက် NUG အနေနဲ့တောင်တိုင်လာပတ်နေရဲဆိုတာသိကြမှာပါအမှန်တွေကိုမြင်ကြပါခင်ဗျာအခုသိနေတာတအောင်းနေမဟုတ်ဘူးဗမာ PDF တွေဆိုရဲတာဖုံးကြော်ရဲစကားကိုအမြဲကြားရအောင်ကြပါတိုင်းသားလည်းနဲ့ကိုင်းဆိုရဲ MNDAA TNNA UWSA AA နဲ့ KNU ဟာသူတို့လွတ်မြောက်ခွင့်အတွက်တိုက်နေကြတယ်ဆိုတာအခုလက်ရှိသိမ်းပိုက်ရရှိထားတဲ့နေမျိုးတွေမှာ NUG ရုံးဆိုင်ခွင့်မရတာတက်တည်ပါပဲ။နိုင်ငံရေးဖွဲ့စည်းပါဆိုတဲ့ NUG ကိုတော့ဒီလိုဆက်ဆံမှာတော့ကိုကြီးတို့ကိုအကိုတို့ PDF ဆိုတာစိတ်ရင်တောင်မရှိပါဘူး။အဲ့တော့စစ်တူရင်ခုံပေါ်မှာပုံးဆက်အဖြစ်ခံပြီးတော့စစ်ဆက်တိုက်မလား။စစ်တူရင် ခုံပေါ်ကနေရုံးထွက်ပြီးကိုရဲ့မူလနေရာပြန်သွားမလား။ရွေးချယ်ဖို့အချိန်တန်ပါပြီခင်ဗျာ။